ငလင်ဘေးမှာသူမသိန်းတောင်းချီလူတန်းနိုင်ရတဲ့နောက်ွယ်ကကြောင်းရင်ကိုပြောလာတဲ့ဖြစ်ဖြစ်တွင်မင်္ဂလာပါရှင်ရွှေမန်းလေး channel မှာပြန်လည်ကြိုဆွန်လိုက်ပါတယ် Facebook စင်လီဖြစ်ဖြစ်တွင်ကတော့လူတွေသိချင်နေကြတဲ့အကြောင်းရင်းတစ်ခုကိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်အဲဒါကတော့ Facebook စင်လီဖြစ်ဖြစ်တွင်တရားဘဲကရတဲ့ငွေတွေနဲ့ဒီလောက်လှူနိုင်တန်းနိုင်ရတယ်လဲဆိုတာကိုပြောလာတာပါဖြူဖြူထွေးဟာမရှိစင်းရဲသားတွေကိုအလူတန်းပေးတယ်လို့တဘာဝဘေးရနေရဲ့ချောက်ရောက်တိုင်းမှာလည်းရှေ့ဆုံးကလူတန်းသူပါ ဖြူဖြူတွင်းဟာပြီးခဲ့တဲ့နှစ်ရေဘေးမှာပါဝင်လူဒန်းခဲ့တယ်လို့ယခုလက်ရှိကြာရောက်နေတဲ့ငလင်ဘေးမှာလည်းအကြီးအကျယ်လူဒန်းနေတာဖြစ်ပါတယ်။တချို့သော လူတွေကတော့ဖြူဖြူတွင်းဟာအလူဒန်းကို ပန်းပြားကကိုကျိုးစီးပွားရှာနေတယ်ဆိုပြီး ပြောကြတာတွေလည်းရှိပါတယ်။အလုံးတီကြတဲ့အတိုင်းဖြူဖြူတွေးဟာကျောင်းကဝဲတစ်ခုမှာကပြရင်နမဲကြီးလာခဲ့ပြီးနောက်နမဲကြီးဆယ်လီဖြစ်လာသူပါ ။အဲဒီနောက်မှာတော့ဖြူဖြူကျွေးဟာနေရှိုးပွဲတွေဆိုကကြောင်ညာရိုက်ကူးရင်ရလာတဲ့ဝင်ငွေတွေနဲ့မိသားစုကို ချမ်းသာကျွေးဝအောင်လုပ်နိုင်တာဖြစ်ပါတယ်။ဒါပြင်ဖြူဖြူကျွေးကိုနာမည်ကြီးစေတဲ့ချက်ကတော့အလူတန်းတွေကြောင့်ပါ။အထူးသဖြင့်ဖြူဖြူတွေးဟာဘယ်နေရာကိုတွားလို့လူကင်မရာတကားကနေလှူဒန်းလေးရှိသူပါ။ဒါကလည်း Facebook ဆယ်လီဖြူဖြူတွေးဟာနာမည်ကြီးမျိုးပညာရှင်မဟုတ်တာတောင်တတော်လေးကိုချမ်းသာကျွမ်းဝတဲ့ဘဝကိုပိုင်ဆိုင်ထားတာကြောင့်လှူဒန်းနိုင်တာဖြစ်ပါတယ်။ အထူးသဖြင့် Facebook စာမျက်နှာပြပြထွေးဟာမြန်မာနိုင်ငံမှာတဘာဝပေးရနေရဲ့ကြားရောက်ခြင်းတိမ့်တောင်းချီကအလူပေးနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာခိုင်နေဝေကလွရင်နာမည်ကြီးထိတ်တန်းရုပ်ရှင်မင်းသားနဲ့မင်းသမီးတွေတောင်ဒီလိုမျိုးအလူကြီးတန်းကြီးမပေးနိုင်ပါဘူး။ဒါကြောင့်လေဖြူဖြူထွေးဟာဒီလိုလူတန်းလို့ဖုံငွေတွေဘဲကရရတယ်ဆိုပြီးမိကုံထုတ်ကြတာပါ။ ဒါရိုက်တာပြည့်ဟင်းတီဟာနဲ့တချို့သောလူတော်တော်များများကတော့ဖြူဖြူတွေးကိုနောက်ွယ်ကထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေရှိကိုရှိရမယ်လို့ပြောကြတာပါအထူးသဖြင့်ဖြူဖြူတွေးဟာချက်စည်းရုံးမဲ့တော့ဟောင်းစုစေးပြုတ်စီကြော်ညာမှလည်းနိုင်ငံတော်ကြီးခဲဟောင်းတယောက်ကိုလှောင်ပြောင်းတယ်လို့ဖြစ်ခဲ့လို့တနိုင်ငံလုံးကပြိသက်တီချာနေမှာလူပြောစရာတွေဖြစ်ခဲ့တာပါ။ဒါကြောင့်လည်းဖြူဖြူတွေးကိုထိန်းချုပ်နေတဲ့နောက်ွယ်ကလက်မဲကြီးတွေရှိနေမလားဆိုပြီးအားလုံးကတန်တရားဝင်နေခဲ့ကြတာဖြစ်ပါတယ်။ အခုခါမှာတော့ဖြူဖြူထွေးကသူမရဲ့နောက်ွယ်ကလက်မဲကြီးတွေနဲ့ကျိုးကင်နေတဲ့လူတွေကို ဖောက်ကောင်လှုပ်လိုက်ပြီးဖြစ်ပါတယ်။အင်နာကတော့ဖြူဖြူထွေးရဲ့မိသားစုပါ။ဖြူဖြူထွေးကအင်တာနက်ပေါ်မှာဝေမျှလာတဲ့ဗီဒီယိုဖိုင်ထဲမှာတော့ဖြူဖြူထွေးမိခင်ရဲ့အကိုရီဟာကျိုးတချောင်းကိုကင်ထားကြတာဖြစ်ပြီးဖြူဖြူထွေးကကျမနောက်ွယ်ကကျိုးကင်နေကြတဲ့သူတွေကဒီမှာပါဆိုပြီးပညာသားပါပါနဲ့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါပြင်သူမမိသားစုဟာကားဝက်ရှော့လုပ်ငန်းကိုလှုပ်လို့လက်တွေလဲမင်းနေကြောင်းပြောခဲ့တာပါဖြူဖြူထွေးကသူမရဲ့နောက်ခွဲမှာသူမလှုပ်ချင်တာတွေကိုပံ့ပိုးနေတဲ့သူ့အပြင်ဘသူမှမရှိပါကြောင်းလူတွေကသူမကိုမဟုတ်မမှန်စကားတွေနဲ့နောက်ခွဲမှာအဖွဲအစည်းတွေရှိနေတယ်လို့လူလောက်ကခေတ်ကာလမကောင်းချိန်မှာကြောင်းမတွန်းချပါနဲ့လို့ဖြူဖြူထွေးကပြောလာတာဖြစ်ပါတယ် ဖြူဖြူထွေးကသူမဟာတဘာဝဘေးရန်ရဲ့ကြာရောက်တဲ့ဒေသတွေမှာတိမ်မောင်းတောင်းချီကုန်ခံပြီးလှူဒန်းနေနိုင်တာကလည်းသူမပတ်စံတွေတွေမကပါပဲအနေနဲ့ရရက်ကစေတနာရှင်ပြည်သူတွေရဲ့စူပေါင်းလူဖြစ်ကြောင်းဒီလိုစေတနာရှင်ပြည်သူတွေကလှူဒန်းနာကြောင်းလဲလှူဒန်းနိုင်တာဖြစ်ပြီးဖြူစင်တန့်ရှင်းတဲ့ငွေတွေကိုလှူဒန်းနာဖြစ်ကြောင်းဒါကြောင့်လေသူမရဲ့အကြောင်းကိုမဟုတ်မမှန်မပြောကြဘူးဖြူဖြူတွေးကတောင်းပန်လာတာဖြစ်ပါတယ်။